ကနေဒါနိုင်ငံမှာထုတ်လုပ်သောတားရီကြီးလေးဝင်ပပြီးအဖြစ်ကင်းတဲ့အလှပိုင်ရှင်များဖြစ်စေမယ်ချီမင်ဝိုင်ဆော့ဖ်ဂျယ်နျူထရီရှင်နယ်ဆပ်ပလီမန့်အဲ့ဒီနေ့ကြောင့်လည်းတော့မတူဘူးပေါ့နော်ဆိုအင်ချီကကြတော့ အခုတချင်းဆိုပြိုင်ပွဲမှာပြိုင်နေတဲ့ကလေးတွေတော်တော်များများလေးဒီတချင်းဆိုပြိုင်ပွဲမှာမရရင်ဟိုတချင်းဆိုပြိုင်ပွဲကိုပြိုင်နေဟိုတချင်းဆိုပြိုင်ပွဲမှာမရရင်ဒီတချင်းဆိုပြိုင်ပွဲမှာပြိုင်နေအဲ့လိုမျိုးတွေတော်တော်တွေ့လာအဲ့ဒါအင်းချစ်အရင်တော့မသိဘူးအင်းချစ်တချင်းဆိုပြိုင်ပွဲမှာဒိုင်လောက်တော့မှသိတာဟာဒီကလေးငါတွေ့ဘူးပါလေဆိုဟိုမှာလည်းသူကပြိုင်နေဒီမှာလည်းသူကပြိုင်နေအဲ့တော့အင်းချစ်ပြောချင်တာကလေပြိုင်ပွဲတွေလိုက်ပြိုင်တာတခါတလေကြားလို့ရှိရင်လေတကယ်ကို့မှာကံပါပြီးခွင့်ရရှိနေတော့အဲ့ပြိုင်ပွဲမှာကိုကအလိုလိုကိုအဆင့်တက်သွားမှသိလားကံမပါလို့ပြုတ်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 နေပြီဆိုလို့ရှိရင်တော့အချိန်မဖြုံးစေချင်ဘူးအမှန်တမ်းပြောပြတာဆိုတော့တကယ်တမ်းကို ငါဘာကြောင့်ဟို realize ဖြစ်ရမှာငါဟာဘာကြောင့်ဖြုတ်ဖြုတ်ခံနေရတာလဲပြုတ်ပြုတ်ကျခဲ့တာလဲဆိုအရင်ဆုံးဆန်းစစ်ရမှာခါငါမှာတခြင်းဆိုဖို့လို့အတွက်အရေးအချင်းပြေဝလာမပြေဝလာငါဒီတခြင်းဆိုဖို့လို့အတွက်ကိုတကယ်ကို artist တယောက်ဖြစ်နိုင်တဲ့ပါရမီရှိတဲ့အတန်ပါလာတာလားမပါလာလားဒါကို realize ကိုဟာကိုလုံးဝမယ်မဖြစ်မချင်းရဒီမှာအဲ့ပြဿနာအရင်ရှိတယ်ကိုကိုကိုဖြစ်နိုင်တဲ့အတန်မဖြစ်နိုင်တဲ့အတန်ဆိုတာကိုမစင်စားပဲနဲ့ဆုံမ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 ဆိုရဲလူအရင်များတယ်ဆိုတော့ အဲ့ဒါတခုကအဲ့ဒါတခုမသိသေးသေး၍အချိန်ဖြုံးနေရရောက်တယ်ဆိုတော့ဟာငါ့မှာအရေးချင်းပြည့်ရှိရငါ့ကိုလူတွေကလည်းထောက်ခံကြတယ် ဒါပေမဲ့ငါဘာဖြစ်လို့ပြုတ်နေတာလဲ။အော်โอเคဒါဆိုလို့ရှိရင်တော့အရေးအချင်းကို့မှာရှိထားပြီးသားပြုတ်နေတယ်ဆိုရင်တော့တခုခုကို့မှာလုံနေလို့အဲ့ဒီအဖြေကိုလိုက်ရှာရမယ်။ငါဟာဘာကြောင့်လဲငါဘယ်နေရာလေးနေမှာငါဘာလိုအပ်နေလို့လဲ vocal lesson တွေယူသိရင်ယူရမယ်တင်းတန်းတက်တင်းတက်ရမယ်ဆရာကောင်းသမားကောင်းနေစရာအကျံယူသိရင်ယူရမယ်ပြီးတော့မှပြန်ကြည့်အဲ့လိုမှမဟုတ်လို့ခဏခဏပဲကြာရှုံးနေမယ်ဆိုရင်တော့ဒါကသူဟာပြိုင်ပွဲဝင်တယောက်ဝန်ထမ်းတယောက်ဖြစ်ဖို့လို့အတွက်ကိုကံမပါလို့ဖြစ်နိုင်တယ်ဆိုတော့ အဲ့လိုကံမပါပဲနဲ့မပြိုင်တော့ဘူးကွာဆိုပြီးတော့မှကိုကကိုပတ်စံစုပြီးအခွေထထုတ်လို့ဝုံးဆိုပေါက်ချင်လဲပေါက်သွားနိုင်တာပဲဆိုတော့အဲ့ဒါကြောင့်လည်းကံနဲ့ဆိုင်သွားပြန်ပြီဆိုတော့ဒါတွေက step by step အများကြီးအင်းချစ်ကဒါအချိန်ကုန်ခံပြီးရှင်းပြရဲဆိုတော့ခလေးတွေကိုအများကြီးလည်းအချိန်မပြုံးစေချင်တာပေါ့နော်ဝါသနာပါတော်နားလဲတယ်အင်းချစ်လိုကိုယ်တိုင်လည်းဝါသနာပါတာပေါ့အများကြီးစူးစမ်းခဲ့ရတယ်ဒါပေမဲ့အင်းချစ်လည်းအခုအင်းချစ်ဆိုတာကိုဖြစ်လာဖို့လို့အတွက်ကို10နှစ်ကျော်လောက်ကိုဘာမှမသိဘဲနဲ့လုံမပါးနေရတာဖြစ်ထပ်ဖြစ်လာမှာလားထပ်အောင်မြင်လာအောင်မှာလားမဖြစ်တော့ဘူးလား ချက်ချင်းပဲကြာသွားတော့မှလားဘာမှမသိတဲ့ဘဝနဲ့ကိုကစူးစမ်းပြီးတော့ယုံလာတာဒါပေမဲ့အဲ့မှာဘာဖြစ်လဲဆိုတော့ကိုအဲ့လိုယုံနေပေမဲ့လေကိုမိသားစုကကိုအဲ့လိုလုံနေလို့အချိန်ကုန်ခံနေလို့အနှောက်အယှက်မဖြစ်ဘူးအဲ့ဒီအတွက်လုံလို့ရတယ်တချို့ကြတော့လေဒီစိုးကျင်နေတဲ့ကလေးတယောက်ပေါ်မှာတီမီနေရတဲ့မိသားစုရှိတယ်အဲ့ဒီကလေးကတခြားအလုပ်ကိုစိတ်မဝင်စားတော့ဘဲနဲ့ဆိုပဲဆိုမှငါအဆိုတော်ပဲဖြစ်ချင်တာငါ artist ပဲငါ popularity လိုချင်တာဆိုရင် အဲ့ဒီကလေးတခြားအလုံးမလုံးတော့ဘူးအလုံးတော့တဲ့အတွက်မိသားစုတွေမှာစီးပွားရေးထိခိုက်တာမျိုးတွေအဲ့အမျိုးတွေရှိတယ်ဒီကလေးရဲ့ရီမန်းချက်ကလည်းပျောက်နေပြီ ဘာလို့ तू ကတချင်းဆိုနေတာပဲတည်ရဲ तू အင်ချစ်အရှိမပြောခဲ့တဲ့အချက်တွေကိုလည်း तू မလေ့လာတော့ဘူးဆိုတော့ဒါလေးတွေကမဖြစ်သင့်ဘူးပေါ့နော်ဟိုတကယ်တမ်းဘဝကိုတကယ်ဟိုလက်တွေ့ကြကြနဲ့သွားဖို့လို့အတွက်ဆိုလို့ရှိရင်တော့ကိုယ့်ဟာကိုပြန်ပြီးအများကြီးဆက်စစ်ဖို့တော့လိုအပ်ပါတယ်ဒါကတော့ပြိုင်ပွဲရယ်ပြိုင်ပွဲရယ်ဟုတ်တယ်မဟုတ်ဘူးပြောပြတာမဟုတ်ဘူးပေါ့နော်တချင်းဆိုခြင်းတဲ့ကလေးတွေအတွက်အကြံပေးရပါဟုတ်ဟုတ်ဘူးအင်ချစ်ကပြောပြမယ်ခေါင်းစဉ်ကိုတူတူတုတ်တုတ်ကြီးတင်ချရလားတော့ကိုကလည်းမသိဘူးအင်တာဗျူးကိုရှဲမှာနာမည်ကြမဲ့အချိန်တူကပတ်စံစုနေတယ်ဆိုတော့ဟဲ့ခေါင်းစဉ်ကကြီးလိုက်တာပေါ့နော်အားကြီးစရာပြောတာပါအင်ချစ်စိတ်မဆိုးပါ အဲအင်ဂျင်ဖြေထားတာတော့အထက်မှာအရှိကြီးပေါ့မမလူမျိုးကအထက်ကအင်တာဗျူးကိုနားထောင်ရမှာအင်မတန်ပြင်းတယ်အထက်မှာရေးထားတဲ့ content ကိုဖတ်ရမှာအင်မတန်ပြင်းတယ်ဒါ caption ပဲကြည့်ပြီးတော့ဆုံးဖြတ်တယ်အဲ့ခါကျတော့အမားအများကြီးဟိုအငင်းပွားစရာကြီးဖြစ်တာပေါ့တကယ်နဲ့အင်ချစ်ပြောချင်တဲ့သဘောကအင်ချစ်ကို interview ကမေးတယ်အင်ချစ်ဟို Facebook မှာတင်ထားတယ်အာပစံနေရှာတယ်ပြီးတော့အင်ချစ်ဟိုဟွာလေးပေါ့ဖနက်လေးတင်ရပေါ့ဈေးကြီးရဲ့ဖနက်လေးတင်ရဝယ်လိုက်တယ်ပေါ့ဆိုတော့အဲ့ဒါကိုမေးတော့ပေါ့ အင်ချက်ပြောချင်တယ်တော့အင်ချက်ကအများကြီးမဝယ်ဘူးရှိရဲဆိုရင်လေးဝယ်တယ်အင်ချက်ကပဆန်နေပို့စုတယ်ကိုဘုံမှာအခိုင်မှာဟလာနောင်ကိုဟာနာမည်ဆိုတာတစ်သလုံးကြီးမနေဘူးအဲ့အောက်မှာလည်း comment တွေရေးကြအောင်အများကြီးပဲရန်နေဖြစ်ကြပါဘောနော်ကိုကတော့ဒီလိုပဲဖတ်ပြီးနောက်ပိုင်းဘာမှမဖြစ်တော့တဲ့အခါကျတော့လေးဖတ်တယ်ဖတ်တယ်ဒီလိုပဲပေါ့ real ကိုကိုကိုတည်ရတာဘောနော်ငါ့ကိုဘာလေးတွေဖြစ်နေကြလဲဆိုတာမျိုးလေးပေါ့ဆိုအဲ့မှာဆိုလို့ရှိရင်အာဟိုအစိုးရကြီးနာမည်တွေတက်ပြီးပြောကြတယ်ဟိုလူဟိုလူဟိုလူတွေဆိုလို့ရှိရင်ခုချိန်ထိအောင်မြင်တယ်အဲ့လိုမျိုးကိုပြောတာမဟုတ်ဘူး ်အင်းချစ်ပြောချင်တယ်သူကဒါတယောက်နဲ့ကြောင့်ကံမတူဘူးအင်းချစ်ကအခုအင်းချစ်အဖေလိုပေါ့အင်းချစ်အဖေလိုမျိုးဒီလောက်တက်တန်းအကြာကြီးဆွဲပြီးပရိသတ်ကိုထိန်းထားနိုင်တဲ့အရေးအချင်းရှိမှဒီလောက်အထိနာမည်ကြီးမှလေအင်းချစ်ကအဲ့ဒီအရေးအချင်းမပြေဝါဘုတ်ဆိုတက်လိုက်ဘုတ်ဆိုပြန်ကြအောင်မှာအဲ့လိုကြမဲ့အချိန်ရတယ်ဘယ်အချိန်လဲမသိဘူးအဲ့တော့မသိတဲ့အတွက်ကြောင့်မို့လို့ကိုကဘဝမှာကိုဘဝဆင်းရဲချို့တက်ခဲ့တဲ့အတွက်ပြေဆုံးအောင်လို့ကိုအပ်ပေးတဲ့ပရိသတ်ရဲ့အမှုပညာချင်းနဲ့ကိုကဘဝကိုတိဆောက်တာအဲ့ဒါကိုပြောတာပါဒါပါပဲရှင်မောလိုက်တာ